င်္ဂလာပါအခရစပွန်ရဲ့ပရီးမီယာလိပွဲစဉ်35အတွက်ပွဲကျ36ဆီဇန်နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်တို့အခရ host conference ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလိင်နေကစားမအောင်တက်ထောင်ဖြစ်ပါတယ်အခုရဒီတစ်ခေါက်ဒါပွဲစဉ်35တနင်္ဂနွေနေ့ကစားမဲ့ပွဲစဉ်တွေကကျွန်တော်အကောင်းဆုံးပွဲစဉ်တွေကိုရွေးချယ်ပေးထားတဲ့ပွဲစဉ်လေးများဖြစ်မယ်ဆိုတော့ပြပြပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်တော့ Premier League ပွဲစဉ်35 Super Sunday ရဲ့အပေါင်းဆုံးပွဲစဉ်တွေပဲရှိမှန်းကစားမယ် Chelsea နဲ့ Liverpool တို့ရဲ့ပွဲစဉ်မှာဖြစ်ပါတယ်ခင်ဗျာလက်ရှိ Liverpool အသင်းကတော့ဒါကျွန်တော် Premier League အမှတ်ပေးစရာရဲ့ assistant နေရာကနေပြီးတော့ဒါ Champion Super League ကိုစုခူးသွားခဲ့ပြီဒါပေမဲ့ကျွန်တော်လက်ချံပွဲစဉ်လေးတော့ကြံနေသေးတယ်ဒါလေးကိုသူဆက်ပြီးတော့ကစားရမယ်ဗျာတစ်ဖက်က Chelsea အသင်းကတော့လက်ရှိဒါကျွန်တော်အဆင့်9နေရာမှာယက်တည်နေရဗျာအဆင့်6နေရာက Northern Forest အသင်းနဲ့ဒါကျွန်တော်တို့ရမှတ်ကွာခြားမှုမရှိဘူးဂိုးကွာခြားချက်အရာပဲသူတို့အနေနဲ့အဆင့်9နေရာမှာယက်တည်နေရဆိုတော့တခုခုသာသူတို့ချွတ်ချော်သွားခဲ့မယ်ဆိုလို့ရှိရင် ချန်ပီယံလိဝင်ခွင့်နဲ့နောက်ရာသီမှာဒါဝေးကွာသွားနိုင်ရရှိတဲ့အနေအထားတခုအန်နီယယ်ရှိတဲ့အနေအထားတခုမှာတော့ရှိနေတော့မယ်အဲဒါကြောင့်ဒါ Chelsea အသင်းအရသူတို့ရဲ့အိမ်ကွင်းမှာလက်ရှိချန်ပီယံလီဗာပူးအသင်းကိုအကောင်းဆုံးကျော်ဖြတ်သွားရဖို့လိုအပ်နေတာဖြစ်ပြီးတော့လီဗာပူးအသင်းကတော့ဒါကျွန်တော်ဂုံတိတ်ခါပိုင်းဆိုင်ရာအရာပဲဒါသူတို့အကောင်းဆုံးကစားမဲ့ပွဲစဉ်ဒါပေမဲ့လည်းလီဗာပူးဘက်ကပြန်ကြည့်မယ်ဆိုတော့သူတို့အနေနဲ့ရှေ့မှာထပ်ပြီးတော့ကစားမဲ့ပွဲစဉ်တွေမရှိတော့တာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့သူတို့အနေနဲ့ဒီပွဲစဉ်ကိုအာယုံစိုက်မယ်ဆိုလဲစိုက်လို့ရသေးရဲ့ဆိုတဲ့အနေအထား Chelsea အသင်းတော်ကတော့အိမ်ကွင်းဖြစ်ပေမဲ့ဒါခက်ခဲတယ်ဆိုပေမဲ့သူတို့အသင်းကပို့ပြီးတော့အမှတ်လိုအပ်နေတဲ့ နေထားဆိုဒီနှစ်သိန်းရဲ့ထိတိုက်တွေးဆိုမှုကတကယ်ကိုကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရရှိပြီးတော့ဒီနှစ်သိန်းရဲ့ရှေ့ကပွဲစဉ်တွေရလက်တွေနဲ့တူပဲစလိုက်ကြရအောင်ဗျမင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ် လိုကယ်ဒိုမိန်းဖြစ်တဲ့အပြင် VPN မလိုဘဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြင်းညီပြင်ဆက်ပေးနိုင်ရလို့ဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်မဲနဲ့ပေါ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 ဝင်ရောက်နိုင်ကြလို့အခရာ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကိုယ်ငလင်းရှေ့ပွဲစဉ်တွေရည်ရွယ်ပြန်ပြီးကြည့်ရမယ်ဆိုရင်တော့လက်ရှိမှာတော့ကျွန်တော်တို့ Chelsea ရော Liverpool ကငလင်းလေးတင်ကျင်နေတဲ့အနေအထားမှာရှိရပါတော့။ Chelsea သင်းနေနဲ့ကျွန်တော်တို့ဒီအခု ဒီနောက်ပိုင်းပွဲစဉ်တွေမတိုင်ခင်အရှိပိုင်းနားမှာတော့နည်းနည်းရုံးကန်ခဲ့ရတယ်ဆိုမြင်နောက်ဆုံး၃ပွဲစတိုင်နိုင်ဝင်ရရှိထားတယ်။ဒါပေမဲ့အဲ့မတိုင်ခင်၂ပွဲမှာတော့ကျွန်တော်လီဂီယာဝါဆော့အိမ်မှာရှုံးခဲ့တယ်ပြီးတော့အက်စ်ဝတ်တောင်းလည်းအိမ်မှာတေးကြခဲ့တယ်ဒါအဲ့တော့အဲ့ချိန်ကြီးမှာတော့ချက်စီရဲ့ရုံးကန်နေရတဲ့ဒါလေးကိုပြန်ပြီးတွေးခဲ့ရပြီးတော့ပြီးခဲ့တဲ့ဖူဟန်နဲ့အေဗာတန်နဲ့ကျွန်တော်၂ပွဲစတိုင်ပရီမီယာလိမှာပြန်ပြီးနိုင်တယ် တော့ကျွန်တော်ဒီဂျိုင်းမှာရှင်းပြကစားခဲ့တဲ့ကျွန်တော်ဒီ conference လေးရဲ့ပေါ့နော် UEFA conference လေးရဲ့အဲ digital garden နဲ့ပွဲစဉ်မှာလည်းသူတို့အခုမှ Liverpool နဲ့နိုင်တာဆိုတော့ Chelsea အနေနဲ့တော့ဒီအခု Premier League မှာသူတို့ရဲ့ Champions League ဝင်ဝင်တော့ကိုပြန်ပြီးတော့ Arsenal မှာနေခါလေးပြန်ပြီးရောက်လာတယ်။တစ်ဖက်က Liverpool ကတော့နောက်ဆုံး၅ပွဲမှာ၄ပွဲထိနိုင်ခဲ့ပြီးတော့ Fulham ကိုပဲကျွန်တော်တို့၃ခု၂ခုနဲ့တပွဲရှုံးထားတယ်ကျွန်တော်တွေးခဲ့ရတယ်။လိုင်ခဲ့တဲ့၄ပွဲလုံးကလည်းကျွန်တော်တို့ Premier League ပွဲစဉ်တွေမှာသူတို့ဒီကျွန်တော်တို့နောက်ဆုံးပွဲ Tottenham Hotspur ၅ခုနဲ့နိုင်ပြီးတော့ Premier League Champion ဖြစ်ဖို့အတွက်လုံလောက်သွားပြတဲ့အကြောင်းကို Champion အဖြစ်လည်းအောင်ဝဲခံပြီးသွားပြီ။အဲ့တော့ဒီနောက်ထပ်ကြံတဲ့၄ပွဲတော့သူတို့ရဲ့ ဲ့ဂုံတိတ်ကာပိုင်းဆိုင်ရာပရီးမီးယားလီးဂ်ရဲ့ချန်ပီယံဆိုတဲ့ဂုံဘူးနဲ့ညီမျှတယ်ဆိုရင်ခြေစမ်းမအောင်မယ်သူတသက်ပြရတော့မယ်ဆိုတဲ့အနေထားပြဒါပေမဲ့တစ်ဖက်ကချက်စီကြတော့အဲ့လိုမဟုတ်ဘဲနဲ့သူတို့အတွက်ကတေးရှင်တမျှအရေးကြီးနေတဲ့ကျွန်တော်တို့နောက်ထပ်နိုင်ပွဲတွေပေါ့နော်ကျွန်တော်တို့ရမ်းမတ်တွေစူးစမ်းအောင်မယ်ပွဲစဉ်ဖြစ်လာတယ်ပြီးတော့ဒီပွဲစဉ်မှာတော့အကဲအကဲအခက်မဲ့တဲ့ချက်စီတင်းအနေနဲ့ချီချော်ခဲ့တယ်ကျွန်တော်ရမ်းမတ်တွေဆုံးရှုံးခဲ့တယ်ဆိုတော့အောက်ကကျွန်တော်ဒီအက်စတန်ဗီလာတို့ရော်တန်ဖော့စ်တို့ရက်လက်တွေကောင်းခဲ့သူတို့အခက်မဲ့အဆင့်ကျွန်တော်တို့6ခုလောက်ပြန်ပြီးဆင်းသွားရမယ်ဆိုတဲ့အနေထားက နောက်ရာသီမှာအကဲခမ်းမသိလို့သူတို့ဒီလက်ကြံပွဲစဉ်တွေမှာအကောင်းဆုံးခြေလက်တွေမှာဆွမ်းဆောင်နိုင်ခဲ့ချန်ပီယံလိဝင်ခွင့်အပြင်ရိုပါလိဝင်ခွင့်တော့မရပဲနဲ့ကွန်ဖရင့်လိလုပ်နေတဲ့ကျွန်တော်တို့ယာလီသိမ်းသွားနိုင်တဲ့အနေအထားလေးရှိတယ်ကြအဲ့တော့ Chelsea တို့တော့တော်တော်လေးရေးပါတယ်ပွဲစဉ်တွေပဲအဲ့တော့ဒီပွဲစဉ်မှာ Chelsea သိနေတယ်ဗလူဘလူးများကျွန်တော်လက်ရှိချန်ပီယံပေါ့နော်ကျွန်တော်တို့ Liverpool ကိုအိမ်ခွင့်မှာလက်ခံရှင်ပြန်ကစားပြီးတော့တုံ့ပြန်ကစားမယ်ဆိုတော့စောင့်ရှောက်ဖို့ရှိပါလိမ့်မယ် ဟုတ်ကဲ့ပါကိုကျွန်တော်နောက်ဆုံးပွဲစဉ်တွေရဲ့အနေအထားကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုတော့ Chelsea အသင်းကဒါကျွန်တော် Premier League မှာဆိုလို့ရှိရင်ဒါ Fulham နဲ့ Everton အသင်းကိုဒါတကူအတားရေးနဲ့ပဲသူတို့ကတ်ပြီးတော့နိုင်ခဲ့တယ်။နောက်ဆုံးကျွန်တော်ဒါ Conference League ရဲ့ဒါပွဲစဉ်ဖြစ်တဲ့ဒီချက်ကတန်းနဲ့ Semi Final ပွဲစဉ်မှာတော့ဒါသူတို့အနေနဲ့4-1နဲ့အနိုင်ရရှိခဲ့တယ်ဆိုတော့ဒုတိယအချက်မှာတော့သူတို့တောင်းတတာကစားဖို့ရှိတယ်ဗျ။ Okay wait သူတို့ကဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာပေါ့နော်ဆိုတော့အဲ့ဒီချက်ကတန်းနဲ့ပွဲစဉ်မှာသူတို့ဒီလိုမျိုးရလနဲ့အနိုင်ရရှိခဲ့လို့ဒါဒီပွဲစဉ်ကိုပို့ပြီးတော့အာရုံစိုက်လို့ရလာတာဗျ။မဟုတ်ဘဲနဲ့အကြွေအဲ့ဒီမှာဒါကျွန်တော်တို့ဒါတရေရလမျိုးတွေထွက်ပေါ်ခဲ့မယ် ယ်ဒါမှမဟုတ်ရောအနိုင်ရှုံးအရင်မပြတ်သားတဲ့ရလက်မျိုးတွေထွက်ပေါ်ခဲ့မယ်ဆိုတော့တို့အနေနဲ့ဒုတိယအကြော့အတွက်ပို့ပြီးတော့အာယုံဆိုင်ကမဲ့အနေအထားတစ်ခုဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါတို့ပရီးမီးယားလိကိုပို့ပြီးတော့အာယုံဆိုင်လို့ရတယ်ဆိုတော့ Chelsea အသင်းအနေနဲ့တို့အနေနဲ့နောက်နှစ်ရာသီချန်ပီယံလိဝင်ခွင့်လမ်းကြောင်းကပရီးမီးယားလိတစ်ခုပဲရှိတာဗျဆိုတော့ဒီအနေအထားမှာဒါတို့အနေနဲ့ပရီးမီးယားလိမှာအဆင့်5အတွင်းတင်ကြံဖို့အတွက်ကတော့ဒါအဓိက main လုပ်ငန်းစဉ်ဖြစ်လိမ့်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒါ Europa Conference League ဆိုဖလားတို့စုခုဖို့အတွက်ကတော့နောက်ထပ်တစ်ဆင့်ပေါ့ဆိုတော့ပို့ပြီးတော့အရေးကြီးတာကအဆင့်5အတွင်းတင်ကြံဖို့ကပို့ပြီးတော့အရေးကြီးရဗျဒီလိုအခြေအနေ နေမျိုးမှာတို့အနေနဲ့ဒါလီဗာပူးအသင်းနဲ့ဒါတွေးဆုံနေဆိုအရင်ကြီးဒါကျွန်တော်ကောင်းတဲ့အနေထားလို့တော့ပြောလို့တော့မရဘူးပြလီဗာပူးအသင်းကတော့ဒါကျွန်တော်လက်ရှိဒါပရီးမီယာလိချန်ပီယံဖြစ်သွားပြီဆိုပေမဲ့နောက်စပိုင်းပွဲစဉ်တွေမှာတို့ကဒါပြောမယ်ဆိုလို့ရှိရင်ဒါတို့လည်းဂုံသိခါပိုင်းဆိုင်ရာအရာရောနောက်ထပ်တခြားစကားဆရာပွဲစဉ်တွေမရှိတာဖြစ်တဲ့အတွက်ကောတေးချာချာအယုံဆိုင်ပြီးတော့အကောင်းဆုံးကစားသွားမှာပဲဆိုတော့ဒါချန်ပီယံဆိုတဲ့ဂုံသိခါတစ်ခုတော့နောက်ပိုင်းပွဲစဉ်တွေမှာလည်းဆက်လက်ပြီးတော့ထင်းသေးဦးမှာဒါဒီချက်စီအသင်းတွေကတော့ခက်ခဲမဲ့အနေထားတစ်ခုတော့ရောက်ရှိသွားတယ်လို့ပြောရမှာပြဒါပေမဲ့တို့အနေနဲ့အရေးကြီးတာကဒီအဆင့်၅အတွင်း တင်ကြံဘောကပို့ပြီးတော့အရေးကြီးနေတာဖြစ်ပြီးတော့ Chelsea အသင်းဘက်ကလည်းဒါသူတို့အနေနဲ့ရေကုန်ရေခမ်းစောရမယ်ပွဲစဉ်တစ်ပွဲလို့ပဲပြောရမယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော်ဒါ Chelsea အသင်းနဲ့ Liverpool အသင်းတို့ကဒါလက်ရှိလဲဒါ Premier League Basics ထဲမှာပါဝင်နေစေအသင်းတွေဖြစ်တာဖြစ်တဲ့အတွက်ဒါ through အနေနဲ့ရှေ့မှာလည်းထိတိုက်တွဲဆုံမှုတွေရှိခဲ့တယ်ထိတိုက်တွဲဆုံမှုတိုင်းမှာတော့ဒါဘယ်လိုမျိုးအသာစီးရယူထားလဲဘယ်အသင်းကအသာစီးရယူထားလဲဆိုတော့သူတို့နှစ်သင်းရဲ့ထိတိုက်တွဲဆုံမှုကဘယ်လိုအခြေအနေတွေရှိခဲ့လဲနောက်ကျွန်တော်တို့ဒါနှစ်သင်းရဲ့ခြေစွမ်းပိုင်းအရာရောဘယ်လိုမျိုးရလက်လေးထွက်ပေါ်ခဲ့လဲဗျဟုတ်ကဲ့ပါကိုဒီနှစ်သင်းရဲ့ထိတိုက်တွဲဆုံမှုနောက်ဆုံး ခြေအနေတွေပြင်ပြီးချိန်ရမယ်ဆိုရင်စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကဒီနှစ်သိန်းကနောက်ဆုံး၁၀ကြိမ်တွဲဆောင်နေတဲ့အချိန်မှာချက်စီးသိန်းကလေဘကူးသိန်းကိုနိုင်ပွဲရရှိထားအောင်ဆွတ်ဆောင်ထားနိုင်တယ်ကျွန်တော်မတွေ့ရဘူးချက်စီးသိန်းနောက်ဆုံးနိုင်ခဲ့တာ2021ခုနှစ် match လ9ရက်နေ့ကကျွန်တော်လေဘကူးသိန်းရဲ့ MV ကွန်းမှာတကူးမရှိနိုင်ခဲ့တဲ့ပွဲအဲ့ဒါသူတို့ရဲ့နောက်ဆုံးနိုင်ပွဲပဲဗျာ အဲ့ဒီကြားထဲမှာတော့စရင်တွေ့ဆုံခဲ့ပြီးတော့ခုနှစ်ကြိမ်ကတည်ကြခဲ့တယ်နောက်ဆုံး၃ကြိမ်မှာတော့လီဗာပူးက၃ကြိမ်စတိုင်ပြန်ပြီးနိုင်တာတွေ့ရတယ်ဒီရသည်ပထမကြိမ်မှာလည်းလီဗာပူးက၂ဂိုးတကုံးနဲ့အိမ်ကူးမှာနိုင်ခဲ့တယ်ဆိုရင်အနေထားတော့နောက်ဆုံးတွေ့ဆုံမှုကတော့လီဗာပူးကအနည်းဆုံးတည်ဆိုတဲ့ရလတ်တစ်ခုကိုဆွမ်းဆောင်ထားနိုင်တာတော့နောက်ဆုံး၁၀ပွဲစတိုင်ရှိပြီဗျအဲ့တော့ဒီပွဲစဉ်မှာချက်စီးနေနဲ့လီဗာပူးထက်ပိုပြီးတော့သူတို့ဒီအမတ်လိုအပ်နေတယ်လီဗာပူးထက်ပိုပြီးတော့သူတို့ကဖိအားလေးတွေရှိနေတယ်လီဗာပူးကတော့လက်ရှိချန်ပီယံဖြစ်သွားပြီဆိုရင်အနေထားမှာဖိအားခင်းခင်းနဲ့ဒီပွဲစဉ်မှာတောင်းတတာလာရောက်ရှိမယ်ကစားမှာဆိုတော့ ဘယ်အသင်းရများကျွန်တော်တို့ PR အောက်ကနေရုံထွက်သွားနိုင်တဲ့ချက်စီးသင်းပဲဖြစ်နေမှာဒါမှမဟုတ်ဒါမှမဟုတ်ပဲကျွန်တော်တို့ဒီပွဲမှာ PR ခင်းခင်းနဲ့ကျွန်တော်တို့ဘောလုံးကိုကောင်းကောင်းမွန်မွန်လေးရှင်းပြန်ကစားပြီးပြီးလို့ရှိရင်ကစားလို့ရမယ်လေဘူးအသင်းရဲ့ကျွန်တော်နိုင်ပွဲတစ်ပွဲလာပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်ပုံစံမျိုးဖြစ်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့ဒီနှစ်သင်းရဲ့ထိတိုက်တွဲဆမှုမှာထူးခြားချက်တစ်ခုကချက်စီးအသင်းနဲ့အတာမရရှိတာက10ပွဲစတိုက်ဖြစ်သွားပြီဗျဆိုတော့ဒါ10ပွဲစတိုက်ဆိုတဲ့အနေအထားတစ်ခုမှာလေဘူးအသင်းကတော့သူတို့အနေနဲ့လုံးဝအတာစီရယူထားတဲ့ငယ်ချင်းမရှိဘူး3ပွဲတရှုံးနေထားတယ်နောက်ကျွန်တော်တို့9ပွဲစတိုက်စတိုက်ဆိုတာ ကျွန်တော်တို့ကစားခဲ့တဲ့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းတွေ့ဆုံတိုင်းမှာတို့အနေနဲ့ဒါတရေထွက်ပေါ်ခဲ့တာဗျာဆိုတော့တရေဆိုတာဟိုမှဒါကျွန်တော်တို့ဒါဇီးဇီးဆိုပြီးတော့ဒါကျွန်တော်တို့ ကိုမရှိတရေရလက်ထွက်ပေါ်ခဲ့တာ၄ဘွဲထီတောင်ရှိခဲ့တယ်ဗျဒီထဲမှာပါတခြားတာ1122ဆိုတဲ့ရလက်တွေနဲ့တရေထွက်ခဲ့တာရှိတယ်နောက်ကျွန်တော်တို့နောက်ဆုံးပွဲစဉ်တွေမှာတော့ Liverpool က41 1C21 ဆိုတဲ့ရလက်တွေနဲ့အနိုင်ရရှိခဲ့တာ Chelsea အသင်းအနေနဲ့ဒီနောက်ပိုင်းခုနှစ်တွေမှာ Liverpool အသင်းနဲ့တွေ့ဆုံတယ်သူတို့အနေနဲ့တော်တော်လေးကိုယုံကန်ရတဲ့အနေအထားတစ်ခုကိုလည်းကျွန်တော်တို့ဒါရလက်ပိုင်းဆိုင်ရာအရာမှာမြင်တွေ့နေရတယ်ဒီတစ်ခေါက်ကောသူတို့အနေနဲ့ဒီကျွန်တော်တို့ဒါရှေ့မှာယုံကန်နေရတဲ့အနေအထားတစ်ခုကနေပြီးယုံထွက်ပြီးတော့ပဲဒါကျွန်တော်တို့ဒါ ချန်ပီယံလိဝင်ခွင့်အတွက်ဒါတင်ကြံသွားအောင်စွမ်းဆောင်ထားနိုင်မလားဒါမှမဟုတ်ရင်လီဗာပူးအသင်းကဒါသတောင်းသတာကစားပြီးတော့ဒါတို့အနေနဲ့လည်းဖီအားကင်းကင်းနဲ့ဒါဘောလုံးပျော်ပျော်ရွှင်ရွှင်ကစားနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းတစ်ခုတို့ထပ်ပြီးတော့ပြသသွားနိုင်မလားဒါလေးကိုကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်ဗျ ဟုတ်ကဲ့ပါကွယ်ကျွန်တော်ဒါ Chelsea အသင်းနဲ့ Liverpool အသင်းတို့က Premier League ပွဲစဉ်35မှာလာရောက်တွေ့ဆုံကြတဲ့အခါမှာလက်ရှိအနေအထားတွေအရာတော့ Chelsea အသင်းကတော့ဒဏ်ရာကစားသမားတွေများပြားနေရယ်ဒါပေမဲ့သူတို့ရဲ့ဒါ Lucien အင်အားတော့ဆက်လက်ပြီးတောင်းတင်းနေစေအနေအထားတစ်ခုမှာတော့ရှိသေးရဲ့ဗျာ Liverpool အသင်းကတော့ဒါတချို့ကစားသမားတွေဒဏ်ရာရှိနေရယ်ဆိုပေမဲ့အရင်ကြီးတော့ကျွန်တော်တို့ဒါ လူစင်းမိုက်ဆိုင်ရာအရာမှာလာစိုးရင်စရာဖြစ်လောက်တဲ့အထိအနေထားကြီးတော့မရှိဘူးပြ။ဆိုတော့လီဗာပူးအသင်းရဲ့တကယ်အကောင်းဆုံးကစားသမားတွေကတော့လက်ရှိအချိန်ထိဒါကျွန်တော်တို့ပုံမှန်ခြေစွမ်းတဲ့ဂျာထဲမှာလည်းပွဲစဉ်တွေသူတို့မရှိခဲ့တာဖြစ်တဲ့အတွက်တကယ်အင်ပြေအားပြေနေပေါ့နော်လန်လန်ဆန်ဆန်တက်တက်ကြွကြွနဲ့ကစားနိုင်သေးတဲ့အနေထားတစ်ခုဆိုတော့လီဗာပူးအသင်းရဲ့ဒါကျွန်တော်တို့ဒါလူစင်းရင်းကတော့ပို့ပြီးတော့ချက်ဖို့ကောင်းနေမလားဒါလေးတစ်ချက်စဉ်းစားမိရဲ့ချက်စီအသင်းကတော့ဂျာထဲမှာလည်းသူတို့အနေနဲ့ conference league တွေကန်ရတယ်။နောက်ကျွန်တော် premier league မှာလည်းလက်ရှိအနေထားရ PR ကလည်းရှိနေသေးရဲ့။ဒါကျွန်တော် champion league ဝင်ခွင့်အတွက်လည်းသူတို့တိုက်ပွဲဝင်အောင်မဲ့အနေထားဆိုတော့သူတို့ရဲ့လူစင်းရင်းက ောင်ဘယ်လိုမျိုးပုံစံလေးတွေဖြစ်လာမလဲလီဗာပူးအသင်းကရောဒါကျွန်တော်တို့အနိုင်ရရှိစေရာမလိုတော့တဲ့ပွဲစဉ်တစ်ခုမှာသူတို့အနေနဲ့အကောင်းဆုံးလူစင်းကိုထုတ်လာပြီးတော့အကောင်းဆုံးပုံစံတစ်ခုပဲဆက်လက်ပြီးတော့ထိမ့်သိမ်းပြသသွားအောင်မလားဒါမှမဟုတ်ရင်သူတို့အနေနဲ့ရောအရန်ကစားသမားလေးတို့တချို့နေရာပေးပြီးတော့ဒီပွဲစဉ်တွေမှာကစားခိုင်းတာမျိုးပဲဖြစ်ဖြစ်အဲ့လိုပုံစံလေးကိုကျွန်တော်မြင်တွေ့ရနိုင်မလားအခုရဲ့အမြင်လေးကဘယ်လိုဖြစ်မလဲဗျာ ဟုတ်ကဲ့ပါဘွယ်ဒီပွဲစဉ်ရဲ့ကျွန်တော်လူစင်းရင်းကိုပြင်ပြီးကြည့်ရမယ်။ဒန်ယန်ပြဿနာမှာတော့နှစ်သိန်းလုံးမှာတော့ကျွန်တော်တို့အဓိကပစာသမားတော်တော်များများတော့ဒန်ယန်ပြဿနာတွေမှာမရှိဘူးပြ။ချယ်ဆီမှာတော့ဒန်ယန်ပြဿနာတွေမှာဆိုရင်သူ့ရဲ့တိုက်စစ်ပိုင်းကအန်ကူကူဒန်ယန်ကနေရှိမယ်။ပြီးရင်ဂူဒမားကျွန်တော်တို့ရောဘတ်ဆန်ဂျက်ဒီပွဲစဉ်မှာပေါင်းဖို့မသေးချောင်းဆိုတဲ့အနေအထားလေးရှိမယ်။ပြီးရင်ကျွန်တော်တို့ကန်ဆီလန်ကကျွန်တော်တို့ကူစတိုလူဖိုဖာနာတို့ဒန်ယန်ရောလွှဲချုံမယ်ဆိုတဲ့အနေအထားလေးပဲရှိပြီးတော့တစ်ဖက်ကလီဗာပူးကတော့သူ့တို့ဒန်ယန်ဒီကပစာသမားအဆုံးလေးလေးပဲပွဲထွက်လာနိုင်ပြီးတော့ကျွန်တော်တို့ကန်ဆီလန်ကကော်နာဘရက်လီရဲ့ကျွန်တော်တို့ဂျိုးဆပ်ကူမက်ကလာဝေရာဒန်ယန်တွက်လာရှိပြီးတော့ကျွန်တော်တိုင်လာမော်တော်နဲ့ထပ်ပြီးတော့လွှဲချုံဖို့ရှိလိမ့်မယ်တော့ဂျက Chelsea နဲ့ Liverpool ကသူတို့ရဲ့အဓိကကစားသမားတွေကိုတော့မဆုံးရှုံးတာဘူးအထူးသဖြင့် Chelsea ဆိုရင်ပြီးခဲ့တဲ့ကျွန်တော်ဒီ Giant မှာရှင်ပြန်ကစားခဲ့တဲ့ Conference League မှာဆိုပေမဲ့အရင်ကစားသမားတော်တော်များများအသုံးပြသွားဆိုတော့ဒီခု Premier League Liverpool နဲ့ပွဲစဉ်ပို့ပြီးတော့သူဒီနိုင်ငံရရှိဖို့အတွက်အဓိကကစားသမားအစုံနဲ့ပွဲထုတ်ဖို့အတွက်အောင်ဆိုင်ထားတာကျွန်တော်ပြန်ပြီးတွေးခဲ့ရတယ်အဲ့တော့ ချဲစည်းသေးဖြစ်နိုင်မလို့နိုင်တဲ့စက်ရောက်ပြန်ပြီးကြည့်ရမယ်ဆိုရင်ကုသမနေရမှာရောဘတ်ဆက်ချက်ကစားနိုင်နေဆိုရင်ရောဘတ်ဆက်ချက်မှာပြန်ပြီးပေါ်ထလာဖို့ရှိလိမ့်မယ်ဘဘချန်းခန့်စင်မှာတော့ကုကူရယ်တာညဘချန်းခန့်စင်မှာတော့ကျွန်တော်နည်းနည်းပြန်ပြီးစောင့်ကြည့်ရဖို့ရှိလိမ့်မယ်ဗျ VC ချင်းကစားမလားဒါမှမဟုတ်ကျွန်တော်ဒီပြီးခဲ့တဲ့ပွဲစဉ်တွေမှာအသုံးပြုသွားတဲ့ကက်စီတို့ကိုသုံးမလားဘူးနော်ခန့်စင်အတွင်းလူနေရမှာတော့ဒီပဲကိုဝင်းနဲ့ချာလိုဘတ်နဲ့ပြီးတော့ကိုလဲအတွက်ဖက်နေမှာတော့ကျွန်တော်ဒီလာဗီယာနဲ့တွေ့တော့ကျွန်တော်ဒီဖိုင်နယ်ဆက်ရှိလိမ့်မယ်နံပါတ်10လို့မှာတော့ပုံမှန်နဲ့ကုပါမှာပြန်ပြီးပေါ်ထလာမှာဖြစ်ပြီးတော့ကျွန်တော်တို့တောင်မန်နဲ့ဖက်မှာတော့ပက်ထရိုနီတို့နဲ့မာရူအကီတို့အတွေ့အကြုံရှိလို့နံပါတ်9ကိုတိုက်စစ်ပိုင်းမှာနီကိုလက်ဂျက်ဆင်နဲ့ထပ်ပြီးပေါ်ထလာမှာရှိပါလိမ့်မယ် တော့တစ်ဖက်ကလီဗာပူးအသင်းရဲ့လူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုရင်လီဗာပူးအသင်းကလည်းဒီပွဲစဉ်မှာသူတို့ရဲ့အကောင်းဆုံး line နဲ့လူစင်းကိုပြန်ပြီးတော့အပြည့်အဝအသုံးချနိုင်မယ်ဒီဒါမှရှိတယ်သူတို့မှာတော့ဘာမှကျွန်တော်တို့ပြောလို့ချက်မရှိတော့ဘူးကျွန်တော်ဒီဘာမှကျွန်တော်ဒီရီမန်ချက်ထားကစားစရာမရှိတော့ဘူးဆိုမယ်လက်ရှိ Premier League ရဲ့ Champion ဆိုတဲ့ combo နဲ့ကိုက်နေအောင်တော့သူတို့အသင်းရဲ့ကစားသမားတွေကလည်းပွဲစဉ်နဲ့အကောင်းဆုံးကျွန်တော်တို့ပြောမှဆိုရင်မတို့ Champion ဖြစ်တယ်ဆိုတာဖြစ်တယ်လို့ဖြစ်ထိုက်တယ်ဆိုရင်အနေထားကိုပြသခြင်းနဲ့ကျွန်တော်စိတ်ပန်းဆိုင်ရာရုံချမှုတစ်ခုတွေရရှိနေမှာပြအဲ့တော့သူတို့အသင်းဒီပွဲစဉ်ဖြစ်နိုင်မယ့်လူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ ကိုသမားနေရာမှာ lesson bag ကဘယ်ဘက်ချင်းခစင်မှာဆန်တော့ represent ညမှာချမ်းမှာတော့ကျွန်တော် trust lesson အားလို့ခစက်လေးလူနေရာမှာတော့ဘာကေဘာနဲ့ကိုနာတိ ကိုယ်လည်းအတွက်ဖက်နေမှာတော့ matte illustrator program batch တမန်10 room မှာတော့ suppose line တပဲ့တောင်းမှာတော့ကျွန်တော်တို့ coding gap ကိုညမချမ်းမှာတော့ mohammed salah နဲ့ nine room မှာတော့ louis dia ဒါတွေပဲကျွန်တော်တို့ပြန်ပြီး portfolio ကိုရှိပြီးတော့ဒီပွဲစဉ်ကတော့ကျွန်တော်ပြောမယ်ဆိုတော့ PR တွေအောက်ကရှင်မြန်ကစားမယ်ချက်စီးတင်ရဲ့ကစားသမားတွေနဲ့ PR လို့လို့ခင်ခဲ့တဲ့လက်ရှိ champion ဆိုတဲ့ component နဲ့ကျွန်တော်တို့ညီများတဲ့ချက်စွမ်းပြသဖို့အတွက်ရှင်မြန်ကစားမယ် Liverpool အသင်းတို့ရဲ့ကစားသမားတွေဆွမ်းဆောင်ကြမယ်ကစားသမားတွေကပို့ပြီးတော့များစိတ်ပိုင်းဆိုင်ရာအရာနိုင်လူမှုပြင်ပြနေလဲပေါ့နော် LED ရဲ့စကားပြောတော့ပုံစံတွေပေါ့ဖြစ်မယ်လို့ကျွန်တော်ထင်မိပါပြန်။ဟုတ်ကဲ့ကိုလက်ရှိအနေထားတွေက Liverpool ကတော့ပို့ပြီးတော့ ဒါကောင်းမွန်တဲ့လူစင်းတစ်ခုတော့ထုတ်လာနိုင်တာတော့သိကြတယ်ဆိုတော့ Chelsea ဘက်ကတော့အနည်းငယ်ပေါ့နော်ရှေးရ Conference League ပွဲစဉ်အတွက်ရောသူတို့လူချောင်းမှာဒါမှမဟုတ်သေချာတာတကွတော့သူတို့ကတော့ဒီ Premier League ပွဲစဉ်ကတော့ပို့ပြီးတော့အရေးကြီးတယ်ဗျအကောင်းဆုံးဆိုရင်လူစင်းတစ်ခုတော့ထုတ်လာနိုင်မယ်တစ်ဖက်က Liverpool ကလည်းသေချာပေါ့သူတို့ရဲ့ဒါအကောင်းဆုံး line up 17ရောက်တရာဒီလုံးစာဒါ Champion ဖြစ်ခဲ့တဲ့လူစင်းတစ်ခုပဲပြန်ပြီးတော့ထုတ်လာနိုင်မယ်ဗျဒီထဲမှာမှကျွန်တော်ဒါ Luis Diaz တို့လည်းတကယ်ပုံစံကောင်းတွေပြသခဲ့သလိုဒါ Mohamed Salah ပေါ့နော်ဒီနှစ်အတွက်ဒါကျွန်တော် Premier League ရဲ့အကောင်းဆုံးကစားသမားလို့ကျွန်တော် mention လုပ်ကမဲ့ Mohamed Salah အနေနဲ့လည်းဒါကျွန်တော် ူအနေနဲ့ဒါ twin goal ဒါကျွန်တော် premier league မှာ shift finesse အတွက်ပို့ပြီးတော့တေးစားတဲ့ twin goal တွေ twin ယူဖို့အတွက်ဒီနေ့ပွဲစဉ်မှာလည်းထပ်မံပြီးတော့ပေါ်ထွက်လာဖို့ရရှိရပြ။မိုဟာမက်ဆာလာရဲ့ twin goal တွေလည်းကျွန်တော်တို့ဆက်လက်ပြီးတော့မြင်တွေ့ရလာမလားဆိုတော့လေဒီဒီပွဲစဉ်မှာစောင့်ကြည့်ခြင်းနဲ့ Chelsea အသင်းကတော့သူတို့ရဲ့ဒါအကောင်းဆုံးလူချင်းကိုထုတ်လာမှာဖြစ်ပြီးတော့ဒါ Copa မှာကရောသူအနေနဲ့ဒီပွဲစဉ်မှာသူဘယ်လောက်ထိလုပ်ပြရမလဲဆိုတာလေကျွန်တော်တစ်ချက်စောင့်ကြည့်ခြင်းနဲ့ပြ။ဆိုတော့တေးစားတစ်ခွနဲ့သင်းစလုံးရဲ့လူစီရင်တွေကတော့တကယ်သူတို့ရဲ့အကောင်းဆုံးဆွဲတဲ့လူစီရင်တွေကိုပဲကျွန်တော်မြင်တွေ့ရလာရနိုင်ရရှိတဲ့ဆိုတော့ဒီနေ့ပွဲစဉ်ကတကယ်ကိုအကျိတ်နဲ့ရှိမဲ့ပွဲကောင်းတဲ့ပွဲဖြစ်တဲ့ Chelsea အသင်းကရောသူတို့ရဲ့အိမ် ကွင်းဆိုတဲ့အာသာချက်တစ်ခုကိုဒီနေ့ပွဲစဉ်မှာအကောင်းဆုံးဒါကျွန်တော်တို့ချပြသွားနိုင်မလားပေါ့နော်ဆလဘဘူးအသင်းရောလက်ရှိချန်ပီယံဆိုတဲ့ဂုဏ်ပုတစ်ခုကိုသူတို့အနေနဲ့ဒါအကောင်းဆုံးဒီနေ့ပွဲစဉ်မှာဒါခြေစွမ်းပိုင်းအရာတက်သေးပြသွားမလားပေါ့နော်ဆိုတော့ဒါဒီနေ့ပွဲစဉ်ကတော့ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ခုလည်းဖြစ်လာပါမှာဗျာဘယ်လိုပဲ ါလက်ရှိ Chelsea အသင်းနဲ့ဒါလေဘာဘူးအသင်းတို့ရှင်မြိုင်တွေ့ဆုံတဲ့အခါမှာ Chelsea အသင်းကတော့ဒီနေ့ပွဲစဉ်ကိုသူတို့တော့ပို့ပြီးတော့အရေးကြီးတယ် Liverpool အသင်းကတော့ဂုံတိတ်ခါပိုင်းအရာအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲပြဆိုတော့ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းကလည်းသူတို့ရဲ့လူဆုံထုတ်လာနိုင်ခြေရှိတယ် Liverpool အသင်းကလည်းဒါလူဆုံထုတ်လာနိုင်တယ်ဆိုတော့ဒါ Premier League ရဲ့နှောင်းပိုင်းနေမှာဒါကျွန်တော်ပွဲကောင်းတစ်ပွဲကိုထပ်မံပြီးတော့ကြီးရှုရမယ်အနေထားပေါ့နော်ဆိုတော့အကိုရဲ့အမြင်အရဒီနေ့ပွဲစဉ်မှာဒါအရေးကြီးလိုအပ်နေတဲ့သုံးဖက်ကို Chelsea အသင်းကရရှိသွားမလားဒါမှမဟုတ်ရင်ဂုံတိတ်ခါပိုင်းဆိုင်ရာအရာ Liverpool ကပဲအရာယူသွားမလားပေါ့နော်ဆိုတော့အကိုရဲ့အမြင်လေးကနဲ့ဒါဂ ဘိုးရလက်ကောက်ဘယ်လိုမျိုးပုံစံလေးဖြစ်မလဲဗျ။ဟုတ်ကဲ့ပါဘူးဒီပွဲစဉ်ကျွန်တော်ပထမဆုံးပြင်ပြီးကြည့်ရမယ်ချက်စီးတဲ့ဒီပွဲစဉ်မှာတို့ဒီကြောက်မယ်ဆိုတော့နိုင်မို့တော့လိုလိုအပ်တဲ့အနေအထားတစ်ခုပေါ့နော်။ဘာလို့ဆိုတော့တင်းရလာမယ့်ပွဲစဉ်ဒီမှာရှင်ပြန်ကစားမှာယူကာဆယ်တို့ကျွန်တော် United တို့ Nottingham Forest တို့ ပြီးတော့ဒီလေပုံနဲ့ပွဲစဉ်မှာပါရင်တို့အသင်းကြီး၄သင်းကိုစတိုက်ရှင်မြင်ကစားရမယ်။ Forest and Castle နဲ့ဆိုတော့တို့ဒီပြောရမယ်ဆိုရင်ကျွန်တော်တို့၃မှတ်တန်ပွဲထက်ဆိုင်၆မှတ်တန်ဆိုတဲ့ပွဲတစ်ပွဲလို့ပုံစံမျိုးကျွန်တော်အသွားပြန်၆မှတ်ပေါ့နော်။အဲ့ဒီဘလိုပွဲမျိုးတွေကိုရင်ဆိုင်ရမှာဆိုတော့ Chelsea သင်းတို့တော့တနည်းလေးတော့ခက်ခဲတဲ့ခေကြံလန်တစ်ခုကိုစပြီးတော့ဒီပွဲစဉ်မှာတွေ့ရမယ်လို့ကျွန်တော်ထင်တယ်ဗျ။တို့ကဒီဂျိုင်းမှာရှင်မြင်ကစားခဲ့တဲ့ကျွန်တော် Girlfriend League ရဲ့ဒီဂျိုင်းနဲ့ပွဲစဉ်မှာတော့ကျွန်တော်ဒီအဝေးကမှာ၄ဂိုးတခုနဲ့နိုင်ခိုင်းပြီဆိုတဲ့အနေထားမှာတော့ ဒုတိယကြော်တော့သူတို့ကစိတ်အေးဝါပြီအိမ်ဝင်လည်းဖြစ်နေတာရဲ့ပြီးတော့ level ကွာမှုတော်တော်လေးကြီးမားတဲ့အသင်းတစ်သင်းကြီးမားဆိုတော့သူတို့ရဲ့ကျွန်တော်ဒီနောက်ပွဲစဉ်တော့ဘာမှကျွန်တော်ဒီလူကြီးပိုင်းချန်ပြီးတော့အနာပေးစရာမလိုဘူးပြီးခဲ့တဲ့ဒီဂျာကာနန်နဲ့ကျွန်တော်ပထမကြော်ပွဲစဉ်မှာလည်းအဓိကတော့မှတော်တော်များအနာပေးကြတာဆိုတော့ဒီခု level နဲ့ပွဲစဉ်မှာသူတို့ဒီပွဲပတ်နဲ့တခံစားမှုတော့မရှိဘူးအဲ့လိုပဲတစ်ဖက်က level ကလည်းဥရောပပွဲစဉ်တွေဘာမှရှင်မြန်ကစားစရာမရှိတော့ပဲ Premier League တခုလည်းပဲအအောင်ဆိုင်ပြီးတော့ကစားတဲ့ချိန်တွေမှာချန်ပီယံလည်းဖြစ်ပြီးသွားပြီအဲ့တော့ကစားသမားတွေလည်းဂျာရဲ့မှာအနာရဲ့အပြည့်ဝရထားတယ်ဆိုရင်ဒီထားမှာသူတို့ရဲ့ကစားသမားတွေစိတ်ပိုင်းဆိုင်ရာမှာယုံကြည်မှုတွေမြင်မာ lui lo dicono più o meno, sono ချန်ပီယံဆိုတဲ့ဂုဏ်ပုံနဲ့အတူသူတို့ဒီနောက်ထပ်နိုင်ပွဲတွေပေါ်ဆောင်ပြီးတော့ချန်ပီယံဖြစ်ချန်ပီယံဖြစ်တာထိုက်တန်ကြအောင်ပြတ်သားမယ်နေခါလေးပဲရှိတော့တယ်ဗျအဲ့တော့ဖီးယားတွေပုံများနေရမှာတော့ချယ်ဆီနိုင်မရမယ်ဆိုတဲ့ပွဲတော်မှာတော့ချယ်ဆီနေနဲ့နိုင်မို့အတွက်လည်းပွဲစားနေရတယ်သူတို့ဒီလေတိုက်စစ်ကိုဦးစားပေးပြီးကစားဖို့လိုတယ်တွင်မှုရရှိအောင်ဆောင်းဆောင်နိုင်မှုလိုတယ်လော်ဘူးအသင်းကလည်းအဲ့လိုမျိုးတိုက်စစ်ကိုအလုံးကြီးဦးစားပေးပြီးကစားတဲ့အခါကျရင် transition တွေမှာတော်တော်လေးကိုခြေစွမ်းပြပြီးအရန် transition ကောင်းတဲ့အသင်းတသင်းဆိုတော့တိုက်စစ်ခံစစ်အကူပြောင်းမှာသူတို့ရဲ့ကျွန်တော်တွင်မှုရရှိမှုဖန်တီးမှုတွေလည်းတော်တော်လေးများတာကျွန်တော်တွေ့ခဲ့ရတယ်အဲ့တော့ဒီပွဲစဉ်မှာချယ်ဆီအနေနဲ့လော်ဘူးအသင်း 这种强度。 အိမ်ဝဲမှာနိုင်မှုအတွက်လိုအပ်တယ်ဆိုပေမဲ့အသာစီးရနိုင်မှမလားဆိုတဲ့တန်မြာလေးကိုကျွန်တော်ပြန်ပြီးတော့ရှင်းမိတယ်လေအော်ဒီဝဲစီကလည်းကျွန်တော်တို့ Chelsea နဲ့ Liverpool တကြတော့နှစ်သိန်းလုံးတိုက်စစ်ပိုင်းရအောင် Chelsea တင်းကလည်းနိုင်မှုအတွက်လိုအပ်နေရဆိုတဲ့အနေထားရောတိုက်စစ်ရဲ့အတွင်းမှုတွေကျွန်တော်မြင်ရမယ်လို့ထင်တယ် Liverpool အသင်းရဲ့သူတို့ကလက်ရှိ Champion ဆိုတဲ့ဂုဏ်ပေးနဲ့ညီမကြောင်ထိုက်တန်ကြောင်ဆိုတဲ့တက်တည်ပြမယ်ဆိုတဲ့ကျွန်တော်နောက်ထပ်ပွဲတစ်ပွဲပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်မြင်ရမယ်ထင်တယ်ဗျအဲ့တော့ဒီဝဲစီမှာကျွန်တော်တို့အပြည့်အစုံအတွင်းမှုတချို့နဲ့ Liverpool အသင်းရဲ့အဲကျွန်တော်တို့နိုင်မှုတစ်ပွဲဒါမှမဟုတ်လည်းကျွန်တော်တည်ကြခဲ့တယ်ဆိုရင်တော့ကျွန်တော် Liverpool အသင်းနေနဲ့အရှုံးမရှိဘူးဆိုတဲ့အနေထားမှာတော့ Liverpool အနေနဲ့အနည်းဆုံးတည်တမတ်ဆိုတဲ့ ဲ့ရက်လက်လောက်မျိုးအကယ်၍ကျွန်တော်တို့နိုင်မယ်ဆိုရင်လည်းဒီဘက်ကအတင်းရတာအနိုင်ရရှိသွားနိုင်မယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့ခံစားနေရတယ်အဲ့တော့ဒီဘက်ဒီမှာကျွန်တော်တို့ twin ကိုတွေကတော့အပြည့်နဲ့ twin ကိုတွေမြင်ရမယ်အနည်းဆုံးနှစ်သင်းပေါင်း twin ကိုကျွန်တော်တို့သုံးခုနဲ့အထက်ပေါ့နော်အကယ်၍ဒီဘက်ကနိုင်မယ်2 1ဒါမှမဟုတ်ကျွန်တော်တေချနိုင်မယ်ဆိုရင်2 2အထက်မှတ်တဲ့ကျွန်တော်3 2ဆိုရင်ရက်လက်မျိုးလည်းဖြစ်သွားနိုင်တယ်ဒါလေးရှိမယ်ပွင့်တယ်ပို့လို့ကျွန်တော်ထင်မိပါတယ်ခင်ဗျ ဟုတ်ကဲ့ပါကိုကျွန်တော်ဒါလက်ရှိ Chelsea အသင်းနဲ့ Liverpool အသင်းရဲ့အနေအထားတွေကကြည့်မယ်ဆိုတော့ဒီနေ့ပွဲစဉ်က Liverpool အသင်းထက်ဆိုင်တော့ကျွန်တော်က Chelsea အသင်းကိုတော့နိုင်ငံပို့ပြီးတော့သဘောကျမိတယ်ဗျာဘာလို့လဲဆိုတော့တို့အနေနဲ့ဒီနေ့ပွဲစဉ်ကရေကုန်ရေခမ်းကစားမယ်ပွဲစဉ်အခေပြေဒါ Europa Conference League Super League ကိုတို့အနေနဲ့လက်လွတ်လိုက်ရရင်တော့ဘာမှတိတ်ပြီးတော့ပြဿနာမရှိဘူးဗျာဒါပေမဲ့နောက်နေ့ရာသီ Champion League ဝင်ကွင်းကဒါ Premier League လမ်းကြောင်းတစ်ခုပဲရှိတာရှေ့မှာလည်းဒါတို့အနေနဲ့ထပ်ပြီးတော့တွေ့ရမယ်ဒါကျွန်တော်တို့အသင်းကောင်းတွေကအများကြီးကြံသေးတယ်တို့အနေနဲ့ဒါ Liverpool အသင်းနဲ့တွေ့ပြီးွားပြီဆိုလို့ရှိရင်ဒါ Premier League မှာဆိုရင်ပဲဒါ Newcastle အသင်းနဲ့တွေ့ရမယ် Manchester United အသင်းနဲ့တွေ့ရမှာ Northern Forest အသင်းနဲ့တွေ့ရမှာအကယ်၍ဒါ ပြောမယ်ဆိုလို့ရှိရင်တော့ Northern Forest အသင်းနဲ့နောက်ဆုံးပွဲစဉ်ဒါ Newcastle အသင်းနဲ့ပွဲစဉ်တွေကသူတို့ Champions League ဝင်ခွင့်အတွက်အဆုံးဖြတ်ဖြစ်လာမယ်ပွဲစဉ်ပြ။ဒါပေမဲ့အဲ့ဒီပွဲစဉ်တွေမှာအဆုံးဖြတ်ခံယူနိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာသူတို့လိုအပ်နေရရမှတ်ပြ။ Kevin ဒီနေ့ပွဲစဉ်မှာတွေကသူတို့အနေနဲ့ရမှတ်ကိုဆုံးရှုံးလိုက်ရပြီဆိုလို့ရှိရင်သူတို့အနေနောက်ဆုံးပွဲစဉ်ဒါ Northern Forest အသင်းနဲ့ပွဲစဉ်အထိတူတင်ကိုတင်ကစားဖို့ရအတွက်အခွင့်အရေးတစ်ခုကိုလက်လွတ်လိုက်ရမယ့်ပုံစံတစ်ခုတော့ဖြစ်သွားလိမ့်မယ်။သူတို့အနေနဲ့နောက်ဆုံးပွဲစဉ်အထိဒါ Northern Forest အသင်းနဲ့ဒါအကောင်းဆုံးရှင်ပြိုင်နိုင်ခြင်းသေးတယ်။ဒါအခုပြောခဲ့သလိုပဲ6မှတ်တန်ပွဲတွေကိုသူတို့အနေနဲ့အကောင်းဆုံးရမှတ် ်ရရှိအောင်စူဆောင်းနိုင်ကျင်သေးတယ်ဆိုရင်တော့ဒီပွဲစဉ်ကဒါကျွန်တော်ရမှတ်ကိုတို့စူဆောင်းထားမယ်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဗျာဒီပွဲစဉ်မှာတို့တို့ရမှတ်ကိုလက်လွတ်လိုက်ရစောစောစီစီပဲဒါချန်ပီယံလေးဝင်ခွင့်ကနေထွက်ခွာသွားနိုင်ခြင်းရှိတဲ့အနေအထားတစ်ခုဆိုတော့တို့အနေနဲ့ဒီလိုမျိုးအပြစ်ခံပါမလားပေါ့နော်ဆိုတော့အရေးကြီးနေတာကချဲစီအသင်းဖြစ်တယ်လီဗာပူးအသင်းကတော့တို့ကအကောင်းဆုံးလူစင်းရင်တို့ရဲ့ဒါ first nine set တယောက်နဲ့တကယ်ဟိုဒါကျွန်တော်တို့ဒါလုံးဝပေါ့နော်အနားရထားတဲ့ကစားသမားတွေ fresh in အားပြင်းပြင်းအားပြင်းနဲ့ကစားနိုင်တဲ့ကစားသမားတွေကိုထုတ်ပြီးတော့သုံးလာနိုင်မယ်ဆိုပေမဲ့စိတ်တပိုင်းဆိုင်ရာအရာမှာတော့ချဲစီအသင်းရဲ့ကစားသမားတွေက လောက်ထိသူတို့ဒါစူးစမ်းအားထုတ်လာနိုင်မလဲဆိုတဲ့အပေါ်မှာတော့ကျွန်တော်တစ်ချက်ကြည့်ကျင်သေးတယ်ဗျ။ဆိုတော့ဒီအနေထားတွေကြောင့်အကယ်၍ဒါဆိုဒီနှစ်သင်ရဲ့ထိတဲ့တွဲဆုံမှာဒါကျွန်တော်တို့ကစားပွင့်ရအရန်ကြီးပေါ့နော်။သူတင်ကိုတင်ကစားမယ်ဒါဂိုးတွေအများကြီးသွင်းဖို့စူးစမ်းမယ်ဆိုတာတဲ့အနိုင်ရမှတ်၃မှတ်ကိုပဲဥတီကစားကြမယ်နှစ်သင်ဖြစ်တယ်။ဆိုတော့အရန်ကြီးချာဂိုးတွေသွင်းမယ်လီဗာပူးအသင်းဆိုလဲဒါသူတို့အနေနဲ့သွင်းဂိုးတွေအများကြီးနဲ့ဒီဒီပွဲစဉ်ကိုအနိုင်ရရှိဖို့တက်ဆိုင်တော့တောင်းတတာပဲကစားပြီးတော့ဒါရမှတ်ဒါ၃မှတ်ဖြစ်ဖြစ်ဒါတမှတ်လောက်ဖြစ်ဖြစ်သူတို့အနေနဲ့ခွဲယူသွားနိုင်ကြတယ်ဆိုတော့မဆိုးလို့ပြောရမယ်ပွဲစဉ်တဲ့ပွဲဗျ။ဆိုတော့ Chelsea အသင်းတွက်ကတော့အနိုင်၃မှတ်ကပို ပို့ပြီးတော့လိုအပ်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက် Chelsea အသင်းကအကြွေးရှာဖွေနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့မှပဲဒါ 1C 2-1ဆိုတဲ့ရလက်လောင်းနဲ့ပဲဒါသူတို့ရှာဖွေသွားဖို့ရှိတယ်အဲဒါအကြွေးနှစ်သင်းစလုံးကတော့တောင်းတတကစားပြီးတော့ရမှတ်ကိုခွဲယူဖို့စဉ်းစားထားတယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်ကဒါ1-1ဆိုတဲ့ရလက်လောင်းနဲ့ဒါနှစ်သင်းစလုံးကတော့အကြွေးဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်တော့ဒါ1-1ဆိုတဲ့ရလက်လောင်းနဲ့တရေရလက်ဖြစ်သွားတာကနှစ်သင်းစလုံးတို့အကောင်းဆုံးအနေထားတစ်ခုလို့ပဲပြောရမယ်ဗျဒါပေမဲ့အနိုင်ရရှိဖို့အတွက်ဆိုရင်တော့ပို့ပြီးတော့လိုအပ်နေတဲ့တကယ်တော့အသေးအံပေါ့နော်လိုအပ်နေတဲ့ရမှတ်လိုအပ်နေတဲ့ Chelsea အသင်းဘက်မှာတော့ ော့ပို့ပြီးတော့နေကျင်တယ်ဗျဒါအရင်ကြီးတော့ဂိုးပြက်ရာလက်တွေဒါဂိုးတွင်းကိုးတွေနှစ်ပေါင်းနှစ်သင်းပေါင်းတွင်းကိုးအများကြီးမြင်တွေ့ရမဲ့ပွဲစဉ်တပွဲဆိုတာတဲ့နှစ်သင်းစလုံးတတ်တောင်းတတ်တာဆော့မဲ့ချက်စီအသင်းအနေနဲ့အနိုင်၃မှတ်ကိုပဲရမှတ်ကိုဒါတို့အနေနဲ့ချောင်းချောင်းပြီးတော့အကောင်းဆုံးရရှိပါအောင်လို့တို့အနေနဲ့ဆော့ဖို့ရရှိတယ်ဆိုတော့လီဗာပူးအသင်းကလည်းတတ်တောင်းတတ်တာကစားသွားဖို့ရရှိတယ်တွင်းကိုးတွေအများကြီးနဲ့တို့တက်သိထပ်ပြစရာမလိုတော့ဘူးဗျဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့ဒါ1-1ဆိုတဲ့တေးရာလက်ကအဖြစ်နိုင်ဆုံးဖြစ်ပြီးတော့ KV Chelsea အသင်းကတော့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့2-1ဆိုတဲ့ရာလက်လောက်ကဖြစ်နိုင်ချေအရှိဆုံးရာလက်တစ်ခုလို့တော့ကျွန်တော်ခန်းစားမိပါတယ်ဗျ ဟုတ်ကဲ့ပါကွယ်ကျွန်တော်ဒါ Chelsea သင်းနဲ့ Liverpool သင်းနဲ့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်35အတွက်ပွဲစဉ်လို့လည်းတခြားလောက်ပြပြပေးပါအောင်ဗျ။ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ Premier League ရဲ့ပွဲစဉ်35 Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ် Chelsea တင်းနဲ့ Liverpool တင်းတို့ကခုလာမယ့်တင်းဝင်နေမြ10နိုင်မှာရှိမယ်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Chelsea အသင်းနဲ့ Liverpool အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်35အတွက်ပွဲကြုံ3တစ်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါအောင်မယ်ဗျာ